ငငယ်ကကြောင်းလွတ်တိုင်းအများတော်ဝယ်စားဖြစ်နေတဲ့တရာတန်းမုတ်လုံးကြီးကျော်ဒီမုတ်ကလေးပေါင်ပစ္စည်းအများကြီးမကုန်ဘူးနော်မွေးကောက်ညင်မုတ်တထုပ်ထည့်မယ်စားလေးပစ္စည်းထည့်မယ်ရေလေးနည်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 းချင်းစီထည့်ပြီးတော့မုတ်သားလေးတွေကိုနယ်ပါမယ်နယ်ပြီးလို့ရှိရင်မုတ်သားလေးတွေအနည်းငယ်နှက်သွားအောင်နှက်သွားလားအဲမသိတော့နှက်သွားအောင်နိုင်ဝက်လောက်နှက်ထားပါမယ် အမုတ်သားလေးတွေနှက်ထားတဲ့အချိန်မှာအုံယူဆပြီးတော့ကြိုပါမယ်။ထညက်လေးထည့်မယ်၊ရေလေးထည့်မယ်၊ညောင်စည်းကျသွားတဲ့အချိန်ကျရင်တော့ချစ်ထားတဲ့အုံသီးလေးတွေထည့်မယ်။စားလေးအနှဲငယ်ထည့်ပြီးတော့နနို့တွေကအုံယူကိုထိုးပါမယ်။အုံယူလေးလည်းရပြီဆိုရင်တော့ခုနကနိုင်ရွက်လောက်နှက်ထားတဲ့မုတ်သားလေးကိုယူမယ်။မုတ်ဆပြီးတော့လုံးမယ်။မုတ်ကတော့ဒီမုတ်လုံးတစ်လုံးစာပေါ့နော်။အရွယ်ပမာဏယူပြီးတော့အုံယူကိုတစွန်းထည့်ပြီးတော့နန်းတို့စပြီးတော့မုတ်လုံးကြီးပေါ်လုံးတယ်လို့ပဲနော်။လုံလိုက်ပါမယ်။ 250ဂရမ်ပါတယ်။မွှေးကောက်ညင်မုတ်တစ်ထုပ်ကိုနိုင်ငံမုတ်လုံးကြီး6လုံးရပါတယ်။အခုမုတ်လုံးကြီးတွေကိုစီများများစီပူပူထဲမှာစပြီးတော့ကြော်ပါမယ်။မော်လုံကြီးကိုစီနဲ့မကြော့ချင်တဲ့လူတွေအတွက်လည်းမကတ်အိုကိုတုံးပြီးတော့အာမီကင်းတိုက်လို့ရပါတယ်။အခုရပြီဆိုတော့နန်းတို့တွေကစကားလေးမှစီစစ်ထားပါမယ်။ ကဲအခုဆိုလို့ရှိရင်အပြင်သားကျွတ်ကျွတ်အထဲကကောက်ညင်းဤဤလေးအုံးယိုနန်းချင်းလေးနဲ့အယံကိုမှဤပြီးစားလို့ကောင်းတဲ့မြမယိုရအစားအစာတစ်ခုဖြစ်တဲ့ကောက်ညင်းမုတ်လုံးကြီးကျော်လေးရပါပြီစားကြပါအောင်